ကရင်ပြည်နယ်ဒီမော့ဆုမြို့နောက်ဘက်ခြံကိုစစ်ကောင်စီမှလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်တော်လရင်ရဲဘော်များထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်လို့ဒဏ်ရာရရှိသူအများများလည်းရှိရလို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်မနေ့မနက်ပိုင်းကဒီမော့ဆုမြို့နယ်ရဲ့နောက်ခြံမှာရှိတဲ့တော်လရင်အင်အားစုတွေရှိရာနေရာကိုစစ်တပ်ဟာလေရင်တွေနဲ့တမကဒရုန်းတွေနဲ့ပါပုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ လင်းရင်ကော drone ကိုပါအသုံးပြုပြီးအဆက်မပြတ်လေကြောင်းပုံချဲမှုတွေပြုလုပ်ခဲ့တာကြောင့်ဖြစ်စဉ်အတွင်းတော်လိုင်းရဲရဲဘော်ငါးဦးသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအများအများရှိခဲ့လို့မြေပြင်ရဲဘော်တို့မှ BBM ကိုပြောပါတယ်ဒီမော့လို့နောက်ဖက်ကိုမနေ့ကတော့ခွေးတွေလေကြောင်းတွေလာချထားရတယ်ရှိတယ်ထိခိုက်ကြထုံမှုတော်များများလည်းရှိတယ်ဗျကျဲတာကတော့လေကြောင်းတွေရော drone တွေရောစလိုက်ကျင်းနေတာစစ်ကောင်စီကပြီးခဲ့တဲ့လပိုင်းတွေအတွင်း ၎င်းတို့ပြန်လဲထိန်းချုပ်သွားနိုင်တဲ့ဒီမော့ဆိုအရှိချမ်းကို ခံဆက်ခိုင်မာပြုလုပ်ကတော်လန်ဟေးအားစုတွေရှိခဲ့ဒီမော့ဆိုအနောက်ချမ်းကိုမကြာခဏစစ်ကြောင်းတိုးနေရတွေရှိခဲ့လို့သိရပါတယ်ဒီလိုစစ်ကောင်စီဘက်မှဒီမော့ဆိုအနောက်ဘက်ချမ်းကိုစစ်မျက်နှာများစွာဖြင့်စစ်ကြောင်းတိုးတာတွေမကြာခဏပြုလုပ်နေရကြောင်းတိုက်ပွဲတွေအမြဲလိုလိုဖြစ်ပွားနေပြီးတော်လန်ဟေးအားစုတွေဘက်မှလည်းဒီမော့ဆိုအနောက်ဘက်ချမ်းကိုဆက်လက်ထိန်းချုပ်ထားနိုင်စေဖြစ်တယ်လို့ အဆိုပါရဲဘော်မှဆက်ပြောပါတယ်ဒီကောင်တွေဘက်ကဒီမော်တော်ရှိချမ်းကိုတော့ခန့်စစ်ခိုင်မှလုပ်ထားတယ်အဲ့ဒါတစ်ဆင့်နောက်ချမ်းကိုစကြောင်းခဏနာထိုးတယ်ကုလီရောထိတွင်းမှုတွေခဏနာဖြစ်တယ်အဖွဲတွေလည်းနေမြထိန်းထားနိုင်ပါသေးတယ်အဲ့လိုဒီမော်ဆုအနောက်ချမ်းကိုစစ်ကောင်စီဘက်မှမကြာခဏစစ်ကြောင်းထိုးတာတွေပြုလုပ်နေတဲ့အထက်စစ်ကောင်စီတပ်သားချုပ်လမ်းမာပြီးတော်လှန်ရေးအဖွဲတွေဖမ်းဆီးတာကိုခံခဲ့ရသလိုအလင်းဝင်ရောက်လာသူစစ်သားချုပ်လည်းပြီးခဲ့တဲ့လတွေအတွင်းမှာရှိခဲ့တယ်လို့ သိရပါတယ်။ဖန်တီးရမီရဲ့စစ်တုံးမန်းနဲ့လင်းဝင်စစ်သည်တွေကိုစစ်ဆေးမင်းများနာတွေပြုလုပ်ပြီးတဲ့နောက်စစ်တုံးမန်းတွေကိုတပ်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေရဲ့အချင်းထောင်မှာဖန်တီးထားပြီးအလင်းဝင်တွေကိုလည်းကောင်းမွန်စွာဆောက်ရှောက်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လကတော့တုံပန်းအရှင်ကြီးရရှိတယ်။စစ်တောင်းထိုးရင်းကျွန်းလာတာရှားတာက၃កောင်း၂កောင်းအပွဲချင်းပြီးပဲနောက်ထပ်အစ်စ်ကြောင်းတွေကလည်းအလင်းဝင်လာတဲ့အစ်စ်သားတွေလည်းရှိသေးတယ်။စကောင်းစီအနေနဲ့လာမယ့်ရွေးကောက်ပွဲအတွင်းကရင်ပြည်နယ်မှာရှိတဲ့ လွိုက်ကိုဘောလခဲဖလူဆိုနဲ့ဒီမော့ဆိုမျိုးတွေမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာပြီးတဲ့နောက်အဆိုပါမျိုးနယ်တွေကိုစစ်ကြောင်းထိုးတာတွေနဲ့အင်အားဖြည့်ရာတွေပုံမှုပြုလုပ်နေတယ်လို့သိရပါတယ်။